ကနုတ်တွေတက်တဲ့အခါမှာဘယ်ချက်တွေကိုသတိထားပြီးတက်ရမလဲဗီဒီယိုလေးမှာကြည့်လိုက်ရအောင်ပထမဦးဆုံးအခုပြထားတဲ့နေရာလေးမှာစမှတ်မှာအချစ်တွေ့ပါမယ်၃လေးချက်လောက်တွေ့ပြီးတော့ရင်အနောက်ဘက်မှာချစ်တုတ်ပြီးတော့အချစ်ကို ဖြတ်ပလိုက်ပါမယ် နောက်တစ်ခုအနေနဲ့ကတော့အခွေနေရာလေးမှာအချီထိုးမယ်။ခွေတစ်ခုလုံးကိုအချီထိုးပြီးတဲ့အခါမှာအနောက်ဘက်မှာပဲအချီတင်ထားပါမယ်။ ီတစ်ခါမှာတော့ကနှုတ်မှာအသက်ဖြစ်တဲ့အလဲကောင်းကျိုးနေရာလေးကို အချီတွဲဖို့အတွက်ပင်အလေးနဲ့ထိန်ထားပါမယ်။ပြီးတော့ရင်ခုနကအခွေးနေရာမှာဆုံးတဲ့ကျိုးကနေပြီးတော့ဆက်လာမယ်။ကျိုးလေးရဲ့တောက်လျှောက်ကိုချီတွဲပါမယ်။အတင်းဆွဲเสียရလည်းမလိုပါဘူး။လိုက်တဲ့နေဆွဲလိုက်ရင်ရပါပြီ။အတင်းဆွဲတဲ့အခါမှာကျိုးကတွန့်သွားနိုင် ဒါဆိုရင်ကနိုးရဲ့အတော့အမှုလေးပြတ်သွားပါမယ်။ကိုယ်လည်းလုံးဝလုံးဝမသုံးထားပါဘူး။ကျိုးတို့တွေတွဲပြီးတော့ကျိုးရှည်တွဲတဲ့လက်ရောက်လာပြီ။ဒါဆိုရင် ခနှုတ်ကျိုးတုံနဲ့ပူးနေတဲ့နေရာဒီကိုအခြေရအောင်တွဲသွားပါမယ်။ပြီးတော့ရင်သူ့ကိုလည်းခွေနေရာကို အရင်အခြေတွဲပါမယ်။ ခွေးလေးတွဲပြီးသွားပြီဆိုတော့မှအလဲကောင်မှကြံနေတဲ့ကျိုးပိုင်းတွေကိုအချီတွဲသွားပါမယ်ဒီပုံစံလေးအတိုင်းကနုတ်ကျိုးလေးတွေကိုတက်ဆင်ပါမယ် ကနုတ်ကျိုးလေးတက်ပြီးသွားတဲ့အခါမှာတော့နောက်ဆုံးကျန်နေတဲ့အခါကလေးတစ်ခါကိုတွဲပါမယ်။အခါကတော့ခဲခဲရင်းရင်းတွဲเสียမှာလို့ပါဘူး။အဖူလေးကနေစပြီးတော့တွဲသွားမယ်။ပုံမှန်ပြထားတဲ့အတိုင်းအစင်းစင်တွဲသွားလိုက်ရင်ရပါပြီ။ ေသက်လာပါတဲ့ကနုတ်ကလေးတွေတတ်ထားတဲ့အထည်လေးတစ်ထည်ပြီးသွားပါပြီ။ဟမ်မိတ်ချစ်သူလင်းများအားလုံးအဆင်ပြေပါစေလို့ဆုတောင်းရင်းနဲ့ဝန်ကိုလေးဟမ်မိတ် channel ကနေပြီးတော့နှုတ်ဆက်လိုက်ပါမယ်။ဒီလိုမျိုးဟမ်မိတ်နဲ့ပတ်သက်တာလေးတွေကိုလည်းနောက်မှ sharing လေးလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လေးလုပ်ထားဖို့လည်းမမေ့နိုင်ဘူးနော်။